အလုံးမင်္ဂလာပါကျွန်တော်မနေ့ကသတင်းတစ်ခုဖတ်ရတယ်ပေါ့ဗျာဂျပန်နိုင်ငံရဲ့လာဝကဥပဒေပြင်ဆင်ခြင်းဆိုရဲအကောင်းဆုံးနဲ့ကျွန်တော်တို့သတင်းပုတ်ဖတ်လိုက်ရတယ်အဲ့ဒီမှာဘာပါလာလဲဆိုတော့အမြဲတမ်းနေထိုင်ခွင့်ကျွန်တော် PR ပေါ့နော် Permanent Resident ကျွန်တော်တို့ဒီ AJU ပေါ့နော် AJU ဇိုင်ဒူရှီကာကူကိုတိုရီကေရှိလုံးလို့ရနိုင်တယ်လုံးလို့ရတယ်ဆိုတဲ့သတင်းကိုကျွန်တော်ဖတ်ရတယ်ဗျဆိုတော့သူရဲ့အဓိကက ဲ့ဒီမှာပေးထားချက်တွေကတော့လာဝကဥပဒေကိုကျွန်တော်တို့ချိုးဖောက်မိတယ်ဆိုရင်ကိုတိုဒီကေရှိလုပ်လို့ရတယ်နံပါတ်2ကျွန်တော်တို့အခွင့်မဆောင်ဘူးဆိုရင်ဒီဗီဇာမျိုးစကိုကျွန်တော်တို့အေဂျူကိုတိုဒီကေရှိလုပ်လို့ရတယ်နံပါတ်3အနေနဲ့ကျတော့ကျွန်တော်တို့ဒီပြည့်မှုတစ်ခုကိုကျူးလွန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီအေဂျူဆိုင်ရူရှိကောက်ကိုတိုဒီကေရှိလုပ်မယ်လို့လုပ်လို့ရတယ်ဆိုပြီးတော့သူတို့က ရေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ Aju ဆိုတဲ့ဟာက Aju Zairu Shikaku ကိုကင်ထားတဲ့လူတွေပေါ့နော် Aju Sha ဆိုတဲ့ဟာကကျွန်တော်တို့အမှန်တမ်းပြောမယ်ဆိုရင်ဂျပန်နိုင်ငံကြီးမှာဗျာ7နှစ်ကျော်ကျော်ကိုမှဂျပန်နိုင်ငံရဲ့စီမေစီကံဥပဒေအထူးအထောင်းလောက်ကရန်ကိုခံပြီးမှရလာတဲ့ဒီဗီဇာမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ ဟိုအရန်ကိုမှ တင်းကျပ်လွန်အားကြီးတယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့အဲဒီတဲ့င်းကို ကျွန်တော်ဖက်ဖက်မိချင်းမှာပဲအရန်ကိုစိတ်မကောင်းလေးဖြစ်မိတယ်ဗျာဘာလို့လဲဆိုတော့ဒီ7နှစ်15နှစ်အဲ့လိုမျိုးအကြာကြီးကျွန်တော်တို့တီးခံပြီးတော့လောက်ရန်ရဲ့ဂျပန်ရဲ့အထုအထောင်းကိုခံပြီးတော့ရလာတဲ့ဒီ A2 visa ကိုပေါ့နော်ဘာမဟုတ်တဲ့ဟာလေး ਨੇ ူတို့ဒီပယ်ဖျက်လို့ရပါလားဆိုတဲ့ဟာကိုကျွန်တော်သိရတဲ့အချိန်မှာအရန်ကိုစိတ်မကောင်းလေးဖြစ်မိပါတယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့အချိန်မှာလာဝကဥပဒေကိုချိုးဖောက်တယ်ဆိုတဲ့ဟာကိုဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီကိုအိမ်ထဲကနေကျွန်တော်အပြင်ကိုသွားတယ်အေဂျူသမားဒီလည်းပဲကျွန်တော်တို့နိုင်ငံခြားသားဇယ်ဒီယူခတ်လို့ပေါ့နော်ဒီ ်ဇိုက်ဒီယူကတ်ကိုကင်ထားတဲ့လူဖြစ်တဲ့အတွက်ကျွန်တော်မဖြစ်မနေဇိုက်ဒီယူကတ်ကကိုနဲ့မကွာဆောင်းထားရမယ်ဆိုတဲ့ပုံမှန်နဲ့ညှိနေတဲ့အတွက်တကယ်လို့ကိုကဇိုက်ဒီယူကတ်မပါဘဲနဲ့အပြင်ကိုဒီတိုင်းသွားပြီးတော့ကျွန်တော်တို့ရဲဖန်ခံရတယ်ဆိုရင်ကိုမှပဲကျွန်တော်တို့ဇိုက်ဒီယူရှီကာကူကိုဆုံရှုံဖို့ရခိုင်နှုန်းကများသွားပြီပေါ့နော်သူတို့တော်ရီကရှိလုံးလို့ရနိုင်တယ်ဆိုတော့ ဆိုတော့နောက်တစ်ခုကလည်းကျွန်တော်အခွန်မဆောင်တဲ့ဟာပေါ့နော်အခွန်ကတော့များသောအားဖြင့်ကတော့ကျွန်တော်တို့ဆောင်ကြတဲ့သူတွေများတယ်ပေါ့နော်မဆောင်တဲ့သူရှိကောင်းရှိနိုင်တယ်တို့ပဲမလဲဆောင်ကြတဲ့သူများတယ်ဆိုတော့ဒီကျွန်တော်ဂျူမင်းစေလို့ဆိုရင်ကျွန်တော်နေတိုင်းခွန်ဆိုရင်ကျွန်တော်မဖြစ်မနေဆောင်နေကြရတာပဲသူတို့ကဘာတွေကိုပို့ပြီးတော့ဟိုဟာနောက်ထပ်ဆောင်စေချင်တာလဲဆိုတော့နေတိုင်းခွန်ကတော့တော်တော်များများဆောင်ကြတယ်ဆိုတော့သူတို့ကနောက်တိုးအနေနဲ့မဖြစ်မနေ ဆောင်စေခြင်းတာကကြတော့ကျမ်းမာရေးအာမခံလို့ပြီးတော့ကျွန်တော်တို့ဒီလူမှုဖူလုံရေးအာမခံပေါ့နော်ပေစင်ခွန်ပေါ့ဆိုတော့သူတို့ကနည်းနည်းကလေးတော့ရှော့ရှော့ပေါ့ပေါ့မဆက်ဆံတော့ဘူးပေါ့နော်အရသမြကိုအကုန်ကျုံးမယ်ပြီးကြတော့မင်းတို့ကငါတို့ခိုင်းစားလို့ရသမြခိုင်းစားမယ်ပြီးကြရင်မင်းတို့ဥပဒေနဲ့ညီရင်မင်းတို့ ပြန်ဆိုတဲ့ပုံစံမျိုးเนาะကိုယ်နိုင်ငံကိုပြန်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကကျင့်သုံးလာတာပေါ့ဆိုတော့ဒါကတပိုင်းအခွန်ကိစ္စနံပါတ်3နေထားမှာကျွန်တော်တို့တွေ့ရတာပေါ့เนาะသူကပြင်မှုကျူးလွန်ခဲ့သည်ရှိတော်ဆိုတော့သူတို့ပြောတယ်ပြင်မှုကျူးလွန်ခဲ့သည်ရှိတော်ဆိုတဲ့နေရာမှာခိုးမှုလိုမျိုးပေါ့เนาะဥပမာဆန်ကေခိုးမှုကောက်ခိုးမှုလိုမျိုးခိုးမှုမြောက်တယ်ဆိုရင်ကိုပဲသူတို့ကတူတီကီရှိလုံလို့ရတယ်ဒီ AJU visa ကိုပေါ့เนาะ AJU စိုက်ရူရှိခောက်ကိုတိုရီကီရှိလုံလို့ရတယ်ဆိုတဲ့ဟာကိုထက်သွင်းလာတယ်ဗောနော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ယင်တိုက်မှု အကြောင်းမျိုးမျိုးကြောင့်ကားယင်မတော်တဆဖြစ်မှုဖြစ်ခဲ့တယ်ဆိုရင်ကိုပဲသူတို့ကဒီပီယာကိုဖျက်သိမ်းလိုက်လို့ရတယ်ဆိုတဲ့ဥပဒေတွေတတ်မှတ်လိုက်တယ်ဗောနော်ဆိုတော့အရန်ကိုစိတ်မကောင်းဖြစ်စရာကောင်းတယ်ဗျာဆိုတော့ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ဂျပန်မှာနေတဲ့ညီကိုမောင်နှမတွေအကုန်လုံးပဲ အပြင်သွားမယ်ဆိုရင်ကိုယ်ရင်ကနေအပြင်ထွက်ပြီဆိုတာနဲ့ကျွန်တော်တို့ side view ကကိုမဖြစ်မနေပေါ့နော်ကိုနဲ့မကွာဆောင်းသွားကြဖို့ကိုကျွန်တော်အကြံပေးရင်းနဲ့ပေါ့နော်ဒီဗီဒီယိုကတော့ဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပြစေအားလုံးဂျပန်မှာအဆင်ပြေကြပါစေဗျာ